ာလောက်တာပြေးစင်တာဟိုဖက်ရှင်ပြည့်အဲ့ဟိုဆလေးဘက်ကိုဒီလိုမျိုးဒီဇိုင်းလဲဒါဖက်နဲ့အဲ့လိုမိတ်ကပ်အပြည့်နဲ့ပြေးစင်တာဘာဆိုလေငွေရပြန်လာပြီးရရေမချိုးရသေးဒီတိုင်းလေးပဲအိပ်ပျော်သွားဆိုအဲ့ဒီတိုင်းပဲချစ်ချစ်ထောက်ဖက်နဲ့တွေပါကောက်စီမထွက်ပြေးရတကယ်ဘာမှလူးလိမ်နေရထလို့လည်းမရအောင်အပထမတဝေးပြီးသွားတဲ့အချိန်ကျမှအဲ့လိုထပြီးတော့ဖိုင်ယာအလမ်းမြည်ရဲ့အဲ့ချိန်ကျမှအောက်ကိုအတင်းပြေးဆင်းပြီးတော့ ဲ့တော့လေဓာတ်ဖက်နဲ့ကြီးနဲ့ပဲပြေးစင်တာလေဟာ fire fire အိတ်စစ်ကနေလို့ပြေးစင်တာဟောလာဝေးကိုဘဝမှာလည်းဒါအဆိုးအဆုံးဖြစ်ပျက်တခုပဲတကယ်အိမ်မဆိုးရတခုလိုပဲဖြစ်ပြီးသွားတဲ့အချိန်အခန်းတကဖွင့်လိုက်တဲ့အချိန်မှာမသိကဘာပြက်နေတယ်လို့ပဲအာမီးဆာအကောင်လုံးပြုတ်ချရေးတွေလည်းအဲ့လိုပန်းထွက်အဲ့လိုရှောင်းတိမ့်ပြီးသွားတာမသိတကယ်ဟို apocalypse လေအဲ့လိုဖြစ်သွားသလိုကြီးအဲ့လိုမျိုးခံစားရတယ် ွာဒီဒီဟာကငလျင်ငလျင်မလှုပ်ခင်နေရတက်ဖို့မန္တလေးရောက်နေရလှုပ်လဲလှုပ်သွားရောမတက်ဖြစ်ဖဲနဲ့ရွှေ့လိုက်ရတာပေါ့အော် quality ကတော့တော်တော်ကောင်းတယ်အစားဘယ်လိုပြောရမလဲဟိုဟိုလိုမျိုး branded ထင်တာဒါပေမဲ့မဟုတ်ဘူးဒါပေမဲ့ခနဲ့ချုပ်သားလေးရရန်ကောင်းတယ်စီးကြည့်လိုက်တဲ့အချိန်မှာတကယ်အရန် is ဖြစ်တယ်ပြီးတော့ဒီ site နဲ့ဝင်လိုက်တဲ့အချိန်မှာဖက်သက်တွေပဲငေးပြီးတော့လေကိုလောက်ရမယ့်လောက်တော့မေ့သွားတယ် အဖေနဲ့လေးငေးပြီးတော့လိုက်လိုက်လိုက်ခွဲနေအခုဦးခွဲလိုက်တာဟိုကလောက်ရှိသွားပြီရှင်းရန်လောက်ရှိသွားပြီအားပေးဟာအိတ်တွေလည်းပြီးရင်ကြည်ပြီးခွဲအောင်မှာရှိရဲ့ရှိအဲ့တော့ပွဲတက်လာပဲလေပွဲတက်လာဟိုကရောက်ရောက်ချင်းမဲဟိုက shopping ထွက်မယ်ပေါ့နော် shopping ထွက်မယ်ဆိုပြီးတော့ဒီမင်္ဂလာမက်တလီငားလွှာမှာတဲ့ဟိုကအိတ်ပျော်နေရအာဒီလိုဒီလိုဒီလိုဖြစ်တော့အဆောဘာဖြစ်တာလဲပေါ့နော်တော့ကြားကြီးပဲကလေးမမလူးလိမ့်နေရထလို့လည်းမရအောင်အပထမတဝေးပြီးသွားတဲ့အချိန်ကျမှအဲ့လို ထပြီးတော့ fire alarm မြည်ရဲ့အဲ့ချိန်ကျမှအောက်ကိုအတင်းပြေးဆင်းပြီးတော့ဟိုဟာဒီပကပကကပကေမှာပဲအများနဲ့အများတွေနီးတူပေါ့နော်စောင့်နေလိုက်ရတယ်ဒုတိယ wave ကျတော့မှတင်စားနောက်ကလိုက်တဲ့ဒီဆွဆွာတို့မျိုးလက်တို့ထပ်ပိုင်ရဲတို့ကသူကဆင်းလာပထမတဲ့ wave မှာတင်စားရမှာသူရဲ့နှစ်ယောက်ကမှအဲ့တော့လေဓာတ်ဖက်နဲ့ကြီးနဲ့ပဲပြေးဆင်းတာသင်က fire fire exit ကနေလို့ပြေးဆင်းတာဘဝမှာလေတော်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 တကယ်ကြုံတော့ကြုံခဲ့တွေ့ကြုံပေါ့အဲ့လိုမျိုးခံစားမှုကြီး မလို့ကျွန်တော်ပြီးလို့ရှိရင်အဲ့ဟာဖြစ်ပြီးရဲ့နောက်ပိုင်းမှာအဲ့လိုအတန်ကျကျကြားရင်လန့်နေတယ်အဲ့ခေါင်းမူတဲ့ feeling ရလေတော်တော်နဲ့မပြောက်ဘူးဆယ်ရက်ဆန်ရက်လောက်ကခေါင်းနဲ့မူပြီးလို့ရှိရင်အဲ့လိုအတန်တစ်ခုခုကြားလိုက်တာနဲ့လန့်ပြီးနှလုံးနဲ့ကြုံပြီးအဲ့လိုမရအောင်အဲ့လိုနည်းနည်း trauma ဖြစ်သွားတာပေါ့ကိုကိုယ်တိုင်ကြုံတွေ့ခံစားလိုက်ရတဲ့အခါကျတော့ဟုတ် and i feel you in a change the vibe is just taking over သူဆိုဟိုမာသူဆိုလို့ရှင့်အဲ့ဆိုဖိုင်းပေါ်နေဘုံဆိုပြင်ကြွားလာခလုံလုံးလို့လေ ဲ့လိုမျိုးပေါ့နော်အကိုကလည်းဟိုငလင်သာလောက်တာပြေးစင်တာဟိုဖက်ရှင်ပြည့်အဲ့ဟိုဆလေးဘက်ကိုဒီလိုမျိုးကစားလဲဓာတ်ဖက်နဲ့အဲ့လိုမိတ်ကပ်အပြည့်နဲ့ပြေးစင်တာဘာဆိုလေငွေရပြန်လာပြီးရရေမချိုးရသေးဒီတိုင်းလေးပဲအိပ်ပျော်သွားဆိုအဲ့ဒီတိုင်းပဲချစ်ချစ်ထောက်ခနဲ့တွေပါကောက်စီနေထွက်ပြေးရအဲ့လိုအငုံချရလေတချို့နေရာတွေမှာအဲ့လိုမျိုးပေါ့နော်အဲ့လိုအပြက်စီးတွေတွေ့ရတော့တကယ်စိတ်ထဲမကောင်း ဒါပေမဲ့လည်းအမြန်ဆုံးပြန်လဲထူထောင်ထိုင်လဲမလို့လဲမျောလဲပါတယ်ပြီးလို့ရှိရင်ဒီတဘာဝဘေးအန်နေရတော့ဒါရှောင်လဲလို့မရတဲ့အထက်မှာပါတယ်ပေါ့နော်အဲအဲ့အဲ့တော့ကြောင့်မလို့ဒါကတော့ဘာပဲဖြစ်ကိုယ့်ဘက်ကအကောင်းဆုံးလဲမျောလဲတယ်လို့အဆိုးဆုံးအတွက်လဲပြင်ဆင်ထားရမယ်ပေါ့နော်အအကုန်လုံးဂျန္နာ၃ပါးမမေ့အနန္နောနန္နာ၅ပါးမမေ့ပဲနဲ့ဘယ်လိုပြောမလဲကောင်းတဲ့စိတ်လေးပဲထားမယ်ဆိုကောင်းတာတွေပဲဖြစ်မှာပါအဲပထမကျောင်းမှာ350 ပြီးလို့ရှိရင်အဖြူရောင်ပရာဟိတလူငယ်အသင်းကိုတိတ်20ပေါ့နော်ဒီအောင်လေးတို့ကိုသာတိတ်30ပြီးလို့ရှိရင်ဒီဒီရန်ကုန်ဘက်မှာပေါ့နော်ဟိုဟာတချို့နေရာတွေမှာစားမယ်တောက်ရမယ်အဲ့လိုဖြစ်နေရဲ့နေရာလေးရက်ွက်လေးရှိရဲ့အဲ့မှာမဲတိတာရဲ့အကူညီနဲ့အဲ့တော့လည်းလှုပ်လိုက်သေးရဲ့အဲ့တော့လည်းဘလောက်လည်းမသိနော်မှတ်မိလားမှတ်မိတော့ဟိုကဘလောက်ကုန်ကြပါလဲမှတ်မိတော့အဲ့တော့ပေါ့နော်ကိုအဲ့ရက်ရက်ပိုင်းစားလေးမှာကိုတက်နိုင်သလောက်လေးပေါ့ လိုက်ပါရရှမ်းအရရကြောဟုတ်ဟုတ်ဟုတ်ကတော့ဘယ်ရာမှမမြဲဘူးပေါ့နော်အနေဆဒုက္ခနတ္တနေမြညာပြောက်တွေပေါ့နော်နေမြညာပြောက်အဲ့တော့ကိုအသက်ရှင်နေတဲ့အချိန်မှာကိုဘေးမှာဘသူတွေရှိလဲအဲရှိရသူတွေပေါ့တန်မိုးထားပါအကောင်းဆုံးနေပေးပါချစ်ပေးပါသူတို့ကိုဘယ်လိုပဲဆက်ဆံဆက်ဆံပေါ့နော် ကိုဘက်ကအကောင့်တွေပဲပေးအကောင့်တွေပဲပြန်လာမှာပေါ့သူဆိုးလို့ကိုကဆိုးဆိုးပြန်ဆက်ဆန်လိုက်မယ်ဆိုရဲအယူဆရရောလက်မခံအောင်ပေါ့နော်ကိုကတင်တွေလို့ပဲလွင်တော့မလို့မဲစီဘဲဝဲမသေးကြတော့ဘူးပေါ့အဆိုးသားမှန်လို့နေရဲအ तू ပြောရင်ပြောမယ် तू ပြောပြရင်ငါပြောပြမယ် तू မပြောရင်ကိုမပြောအဲအဲ့လိုမျိုးပေါ့အဲအယူဆမှားတယ်ပေါ့နော်ဒီကတော့ သူ့ဘက်ကကို့ဘလို့ကြီးပဲဆက်ဆန်ဆက်ဆန်ကို့ဘက်ကအကောင့်တွေပဲပေးမဲ့ဆိုလို့ရှင်တခုခုဖြစ်သွားရင်တော့မှနောင်တဆိုတဲ့အရာကိုရမှာမဟုတ်ဘူးပေါ့နော်အဲဒါကြောင့်မလို့အဲလူ့ဘဝဆိုတော်တော်လေးပါအဲကိုပျော့တယ်လို့နေနေပြီးလို့ရှင်ဘဝကိုအဓိပ္ပာယ်ရှိရှိနဲ့ဖြတ်သန်းကိုချစ်တဲ့သူတွေကို အဲကိုစားစိတ်နှောက်ရှက်မဖြစ်စေနဲ့စိတ်ဒုက္ခမရောက်စေနဲ့ပေါ့သူတို့ပြောင်းထားပြီပေါ့အဲသူများကိုပြောင်းလုပ်ပြီးကိုလည်းပြောင်းရတယ်ပေါ့နော်အဲ့ပြောင်းရတဲ့ PT ကဘာလဲမှလဲလို့မရဘူးပေါ့နော်အဲအဲ့လိုမျိုးလေးပြောချင်ပါတယ်ပြီးလို့ရှိရင်ဖျားတရားမမေ့ပါနဲ့အဲစိတ်ကောင်းလေးထားပါစေတနာစေတနာကောင်းရင်ကံကောင်းပါတယ်လို့ပြောချင်ပါတယ် ဒါအဆိုးအဆုံးဖြစ်ပျက်တခုပဲတကယ်အိမ်မဆိုးရေးတခုလိုပဲဘာလို့ဆိုတော့ဖြစ်ပြီးသွားတဲ့အချိန်အခန်းငါးဖွင့်လိုက်တဲ့အချိန်မှာမသိကဘာပြက်နေတယ်လို့ပဲအာမီးစာအကုန်လုံးပြုတ်ချရေးတွေလဲအဲ့လိုပန်းထွက်ပြီးလို့ရှိရင်ဟာစီလင်ကအဲ့လိုမှန်နေလဲကွယ်စီလင်ကကြောက်ပြားရည်လဲပြုတ်ချအဲ့လိုရှောင်းတိမ်းပြီးသွားတာမသိတကယ်ဟို apocalypse လေအဲ့လိုဖြစ်သွားသလိုကြီးအဲ့လိုမျိုးခံစားရတယ်တကယ်တကယ်လုံးဝလက်ကိုမခံနိုင်ပြီးလို့ရှိရင် လူတွေရဲ့မျက်နှာမှာကြည့်လိုက်ရင်ဟိုအပြုံးပြော်အရင်နဲသွားတယ်အကုန်လုံးကကြောက်လန့်ထိတ်လန့်နေတဲ့ပုံစံမျိုးပဲဖြစ်နေတော့စိတ်မကောင်းပေါ့နော်ဒါမဲ့လည်းဒါသဘာဝဘီရဲ့နေဆိုတာကြောက်ရှောင်လဲလို့မရဘူးဆိုတော့လည်းဒါအားလုံးအားတင်းထားကြပါဆိုပြီးပြောချင်ပါတယ်အခုကလေဟိုကတကယ်ဒီ brace တက်တာတစ်နှစ်ခွဲလောက်ဟိုအချိန်ယူသွားမှာဆိုတော့အဲ့ဒီတော့ဇကားရရနည်းနည်းမရိုက်ဖြစ်တော့သေးဘူးထင်တယ်နောက်နှစ်ဒီကဖြုတ်ပြီးရဲ့အချိန်ကြာမှာပြန်ပြီးတော့လက်ခံသွားမယ်ပေါ့နော် 其实我还是很好。